မလို့မှမသိတဲ့အချက်နဲ့ပတ်သက်တဲ့ theory ၃ခုကိုပြောပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ကတော့နေမင်းထပ်ပါနှလုံးသားရှိတဲ့သူတိုင်းမှာခံစားချက်ဆိုတာရှိတယ်ခံစားချက်ရှိတဲ့လူတိုင်းအချက်ဆိုတဲ့အရာ ਨੇ ကြုံမှုကြလိမ့်မယ်လူတယောက်ကလူတယောက်ကိုဘယ်လိုစချစ်ခဲ့တာလဲဘာလို့ချစ်ခဲ့တာလဲဘယ်အချိန်ထိစချစ်နိုင်မလဲဆိုတာဒီ theory တွေကဆုံးဖြတ်ပေးသွားမှာဖြစ်ပါတယ်နံပါတ်1 the two year rule theory ဒီ theory ကိုနှစ်နှစ် theory လို့ခေါ်ပါတယ် theory ကလူတစ်ယောက်ကတဝူးကိုအရန်ချင်းမိတဲ့အပြင်းထန်ဆုံး feeling ကတော်တော်များများနှစ်နှစ်သာခံနိုင်ပါတယ်တဲ့နှစ်နှစ်အကြာမှာ hormone autogen dominant level ကြီးကျလာပြီးတော့ true လက်နဲ့ happiness ဆိုပြီးခွဲခြားမှုတစ်ခုဖြစ်နေဖြစ်ပေါ်လာပါဒါကြောင့်အခြေစလူနဲ့နောက်ပိုင်းအခြေကအထူးပြောင်းလဲဖြစ်ပေါ်လာပါတယ် နှစ်နှစ်နောက်ပိုင်းမှသာသဘောထားကိုကွဲလဲပြီးတော့ခွဲသွားတတ်ကြပါတယ်။နှစ်နှစ်ကိုကြော်သွားပြီဆိုရင်တော့ပိုပြီးပြေလည်လာကြပါတယ်။စိတ်ပညာရှင်တွေကတော့ဒါကို less chemical fail လို့ခေါ်ကြပါတယ်။ Number 2 mass epsilon effort မျက်နှာများမှု theory ဖြစ်ပါတယ်။ဒီ theory ကမင်းကလူတဦးတယောက်ကိုမချက်ခဏတွေ့ရင်သူ့ကိုပို့ပြီးတော့ချက်လာနိုင်တယ်။မင်းနဲ့တမဲ့သူကမတိစိတ်နေနဲ့မချက်ခဏတွေ့ရတယ်လို့ဖြစ်တယ်။ ဒီ theory ကြောင့်တဦးနဲ့တဦးကနောက်ဆုံးမှချက်သွားတတ်တဲ့အကြောင်းသိလိုက်ပါတယ်နံပါတ်3 phase for effect မာလဲမှု theory ဖြစ်ပါတယ်ဒီ theory ကလူတဦးဟာမပြည့်နိုင်တော့တဲ့ပြည့်စုံမှုတဲ့ချွင်းချင်းနဲ့ပတ်ပါတဲ့သူကိုပို့ပြီးစိတ်ဝင်စားတတ်ပါတယ်ဒါကြောင့်ချက်ချင်းမြတ်တာမှာတဦးနဲ့တဦးကပြည့်စုံမှုမလိုပါဘူးတဲ့နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့အချစ်မှာအကြောင်းပြချက်မရှိပါဘူးတဲ့အကြောင်းပြချက်ရှိအဲ့ဒါအချစ်ဖို့ပေါ့အားလုံးပဲအချစ်စင်းနဲ့တွေ့ကြုံနိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဗျာ